အလုံးမဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့တောချောင်းကိုသွားပြီးတော့တရားချင်းနဲ့ဖုန်ကြီးတစ်ပါးဖုတ်တရေနဲ့တွေ့ခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ်အကြောင်းအလင်းစတဲ့ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြောရခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းအလင်းစတင်လိုက်အောင်ဖုန်တော်ကြီးမိုးကဆရာတော်ဖုန်ကြီးရဲ့ညွှန်ကြားချက်အတိုင်း ရန်ကုန်မြို့ကနေဗန်ပါရွာချောင်းလေးကိုကြွချီလာတဲ့ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။ခရီးလမ်းမှာအလွန်ခေါင်နဲ့အရက်ဒေသဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုခက်ခဲကြမ်းတမ်းလာပါတယ်။လူနေရာဌာနေနဲ့အတော်ကြီးခွာတဲ့ကျောင်းတိုက်ကိုရောက်တဲ့အခါမှာတော့နေဝင်စည်းစာချိန်တော့ရောက်နေပါပြီ။ဖုန်ကြီးဟင်းနဲ့ဖုန်ကြီးခွန်းတို့ကဒီကျောင်းတိုက်မှာတရင်တုံးနေကြတဲ့ရဟန်းနှစ်ပါးတည်းသာဖြစ်ပါတယ်။ဒီရဟန်းနှပါကဖုံးတော်ကြီးမိုးကိုရင်းနှီးဖော်ယူစွာကြိုးဆိုကြတဲ့အတွက်ကြောင့်ဖုံးတော်ကြီးမိုးကစိတ်သက်သာရရတော့ခဲ့ပါလေ ယဟန်တော်နှစ်ပါးကဖုံးတော်ကြီးမို့ကိုအနားယူဖို့အတွက်ကြောင်းကိုလိုက်ပို့ကြပါတယ်။ဒါပေမဲ့အခုကစပြီးတော့ရပောင်းများစွာသတင်းသုံးရမယ်။ကြောင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ဖုံးတော်ကြီးမို့ရဲ့မျက်နှာကစိုးရိမ်စိမ်များနဲ့ဖြူပြော့သွားပါတော့တယ်။စီးစာချင်းရဲ့မိန်ပြပြလင်းရောင်အောင်မှာထူသေးစွာပေါက်နေတဲ့တစ်ပင်များရဲ့အရေးကိုတစ်စီတရေများကဲ့သို့ထူးဆန်းသောအရေးများဖြစ်ပြောင်းလဲစေပါပဲ။ပရင်များငှက်များရဲ့အော်မီတန်ကလည်းဝိညာဉ်များရဲ့အော်ဟစ်ငိုကြွေးတံများကဲ့သို့ကြားနေရပါတယ်။ ်တစ်သားចောင်းဟောင်းလေးကកောက်យူးမိုးထားတဲ့တဲငယ်လေးတလုံးမြတ်သာဖြစ်ပြီးတော့ထူဆန်းနေတတော်ဟာကြီးတကောင်ဝတ်တွားနေတကယ်သူမှောင်မိုက်အုံမိုင်းမှုတွေခြားထဲမှာတရှိနေပါတယ်အနည်းကိုမကက်တဲ့ဒါမှမဟုတ်ရင်တဘောဟာလုံးဘယ်တော့မှမိနိုင်မှာမဟုတ်တဲ့အရာတစ်ခုခုနဲ့ကြုံတွေ့ရနိုင်နေဆိုတဲ့ခံစားချက်ကိုပေးနေပါတယ်ဖုံးတော်ကြီးမို့ဒီမှာကျိတ်ဆက်ပါဦးစင်းတို့ရဲ့ចောင်းတွေကဟိုဘက်မှာတိတ်မဝေးပါဘူးဘာကိစ္စဖြစ်ဖြစ်လာခေါ်လို့ရပါတယ်မကြောက်ပါနဲ့အဲ့လိုဖုံးကြီးဟင်းကနေပြီးတော့ကျင်နာစွာမိန်ကြားလိုက်ပါတယ် တစ်ချိန်တည်းမှာပဲဖုန်ကြီးခွန်းကကြောင်တကားကိုဖွင့်ပြီးတော့ဖျောင်းနိုင်ကိုထုံးပေးလိုက်ပါတယ်ဖုန်းတော်ကြီးမူကခဏတာမြငြိမ်သက်သွားပြီးတော့တတိမွေးပြီးတော့ကြောင်အဟောင်းထဲကိုဝေးရောက်သွားပါတော့တယ်ဖျောင်းနိုင်ပြီးအောင်ကအခန်းငယ်လေးတစ်ခုလုံးလင်းထိန်သွားစေပြီးတော့ကြောင်အတွင်းပိုင်းကိုထင်ရှားစွာမြင်လိုက်ရပါတယ်အတွင်းမှာတင်းငယ်လေးကဲ့သို့ရှိပြီးတော့ဝါကုပ်ပြစ်တစ်ခုကလည်းအိယာအဖြစ်ရောထိုင်ကုန်ဖြစ်ပါအတုံးပြုတ်ဖို့ရှိနေပါတယ်ချင်းအောင်ဟောင်းတလုံးလင်းပန်းထဲမှာအမွှေးတိုင်းဖျောင်းနိုင်တဲ့မိကြီးတချို့ တန်ရှင်းတောက်ပြောင်နေတယ်ဖျားဆင်းလို့တော့စံပယ်နေတဲ့အဆင့်တခုလည်းရှိပါတယ်တဲကိုလည်းကဆိုရင်မြင့်ပျက်စီးနေခြင်းမရှိပါဘူးကြောင်းရဲ့အခြေအနေကအပြင်ကမြင်ရတာထက်ပိုပြီးတော့ကောင်းမွန်နေပါတယ်ဆရာတော်မို့ကညအချိန်မှာအစိတ်ရှိတယ်တရဝါများဝင်ရောက်လာမှာမဟုတ်ဘူးဆိုပြီးတော့တဖြည်းဖြည်းတော့စိတ်ချလာပါတယ်အဲ့ဒီနောက်မှာဖုန်းတော်ကြီးဟင်းနဲ့ဖုန်းကြီးခွန်တို့ကမိမိတို့နေထိုင်ရာကြောင်းများကိုပြန်ကြွသွားကြပါတယ်ဖုံးတော်ကြီးမို့ကရေမိုးချိုးပြီးတဲ့နောက်မှာဝေပြူစုတောင်းခြင်းများပြုလုပ်ပြီးတော့မိငိမ့်ပြီးတော့ချိန်ဆက်ပါတော့တယ် မိမိလက်ကိုပင်မမြင်ရလောက်အောင်အမောင်တို့ကလွှမ်းချုံသွားတဲ့ခါမှာတော့ဖုန်းတော်ကြီးမိုးရဲ့စိတ်ကထင်းအောင်ထင်းမအထွေများလင်လွင်ပါလာပါတော့တယ်။အဲ့ဒီအမောင်တို့ထဲမှာဘလောက်ကြောက်မဲ့ခွက်ကောင်းတဲ့ရုပ်တွေရှိတယ်။တဆေတရေများရှိနေမလဲဆိုပြီးတော့အဆက်မပြတ်တွေးတော့မနေမိပါတယ်။တခါတရံတကောင်နေမဟုတ်ပဲဒီညမှာသူ့ကိုခြောက်လန့်ဖို့စ조사နေကြတာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီချိန်မှာပဲဖုန်းတော်ကြီးမိုးကပြင်များနဲ့ညာ တရဝါများရဲ့အတန်များလုံးဝတိတ်ဆိတ်သွားပြီးတော့မိမိရဲ့နှလုံးခုန်တံကိုသာကြားရလောက်အောင်ထိတိတ်ဆိတ်သွားပါတော့တယ်။ဘာဖြစ်တာလဲ။ဘာလို့ယုတ်တိရကြီးဒီလောက်တိတ်ဆိတ်သွားတာလဲ။ပုံမှန်ရောဟုတ်ရဲ့လား။စိုးရိမ်စိတ်နဲ့တွေးလိုက်မိပါတယ်။မြို့ကြီးမှာမွေးဖွားကြီးပြင်းလာတဲ့သူ့အတွက်အဖြေကိုတော့ကိုယ်တိုင်မသိနိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲအဖိုးအိုတူရဲ့ရေတံကဘယ်ရက်ကနေလာမှမသိဟိုတော်ဝါကြားလိုက်ရပါတယ်။ဖုန်းတော်ကြီးမူကမျက်စိကိုစုံမိပြီးတော့စိတ်မဝင်စားအောင်မိမိကိုယ်ကိုထိန်းချုပ်လိုက်ပါတော့တယ်။တခါတည်းရန်နာကြမှားခြင်း စိတ်ထယောင်ထဲမှာဖြစ်ခြင်းလည်းဖြစ်နိုင်တယ်လို့တွေးလိုက်ပါတယ်အဲ့ဒီအတန်ကိုအာယုံမဆိုင်ရန်စူးစမ်းနေပေမဲ့စိတ်ကတော့သစ္စာပေါက်ပြီးတော့အဲ့ဒီချက်သိမ်းထားပွဲရေတန်ကိုမိမိကိုယ်တိုင်မထိန်ချုပ်နိုင်ပဲဆက်လက်နားဆွနေမိပါတယ်ဒီတစ်ချိန်မှာတော့အတန်ကကြောင်းတကားဝါနေလာနေတယ်လို့ခံစားရပါတယ်အဖိုးအိုရဲ့အေးဆက်ဆက်ရေတန်ကကြောင်းတကားဝါနေတဖြည်းဖြည်းချင်းနီးကပ်လာပါပြီထူးဆန်းတာကခြေတန်လုံးဝမကြားရခြင်းဖြစ်ပါတယ်ဒါကပုံမှန်မဟုတ်တဲ့အခြေအနေဆိုတော့သူကစင်ကြီးတုံတရားနဲ့နေထိုင်ဖို့စူးစမ်းနေပါတယ် တခါတရံဒီအနီးနားမှာရှိတဲ့စိတ်မနှက်တဲ့ရွာသားတို့ဦးဖြစ်နိုင်ပါတယ်တခါတရံတော့ခြေတန်းလုံတဲ့သူတရရောဖြစ်နိုင်ပါတယ်တခါတရံအဲ့ဒီအဖိုးကအဘယ်ကိစ္စရှိတယ်လဲဆိုပြီးတော့သူမေးမြန်းလိုက်ရတဲ့လားဆိုပြီးတော့တွေးတော့နေပါတယ်ဒါပေမဲ့လည်းတစုံတစ်ခုသောအတွင်းစိတ်အလိုရသူ့ကိုအတက်နိုင်ဆုံးတိတ်ဆိတ်စွာနေရန်ပြောနေပါတယ်ဘသူရှိလဲတကားရဲ့တခြားတစ်ဖက်ကနေတိုးတိုးအကွယ်တယ်လေတံထွက်ပေါ်လာပါတော့တယ်ဖုံတော်ကြီးမို့ကသွားကိုကြိတ်မျက်စိကိုစုံမိထားပြီးတော့ ပေးရင်တော့ပြန်မထူးဆိုပြီးတော့စိတ်ထဲမှာကြုံသွားလိုက်ပါတယ်။သူ့ရဲ့ဦးခေါင်းကနေခြေပြားထိချက်သိမ်းမွေးခြင်းများထလာပါတယ်။လေချောင်းထဲမှာလည်းတစုံတစ်ခုလာဆုနေတကယ်ဆိုခံစားရပြီးတော့မဝင်နဲ့လို့ပြောချင်နေပြီမေ။ကြောက်စိတ်ကြောင့်လေချောင်းကမှကျင်းမြောင်းသွားပြီးတော့တုံကြီးနေပါတော့တယ်။အဲ့ဒီနောက်မှာတော့စိတ်အလွန်တရာဖီစည်းဖို့ကောင်းတဲ့တိတ်ဆိတ်ငြိမ်သက်ကြောက်မက်ဖွယ်အခြေအနေသာလွှမ်းမိုးသွားပါတော့တယ်။ဖုံးတော်ကြီးမိုးကကြောက်မက်ဖွယ်ဟာထင်းအောင်ထင်းမှားတွေးပြကြောင့်ချမ်းတုံလာပါတယ်။အဲ့ဒီအရာကဘာလဲ။ဝင်လာပြီလား။ ဝင်လာခဲ့ရင်ရောအခုဘယ်နေရာမှာရက်နေတယ်ဆိုတာကို तू မသိနိုင်ပါဘူးတခါတရံသူ့ကရင်ဘေးမှာရက်ပြီးတော့သူ့ကိုဖြင်းညင်းစွာငုံကြည့်နေတယ်လို့တောင်ခံစားနေရပါတယ်သူ့ရဲ့မျက်နှာကယွန်းရှားပွဲကောင်းလောက်အောင်ရှုံ့တွားနေနိုင်တယ်ဒါမှမဟုတ်ပုတ်ပွားနေနေတာလည်းဖြစ်နိုင်ပါတယ်အချိန်ဘယ်လောက်ကြာသွားတာလဲမသိပါဘူးဖုံးတော်ကြီးမို့ရဲ့လက်ဖွားခြေဖွားများကတဖြည်းဖြည်းနဲ့အေးဆက်တောင်းနေလာပါတယ်သူကထိတ်လန့်တကြားအသက်ရှူကြမတက်ဖြစ်သွားပြီးတော့အယိုးထိအောင်ချမ်းဆိတ်နေပေမဲ့ချွေးများတတိကြီးကြာနေပါတယ် သူ့ရဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကမျက်စိဖွင့်ကြည့်ရန်တောင်းဆိုနေပေမဲ့ဘယ်တော့မှမျက်စိမဖွင့်နဲ့တသက်လုံးဆွဲသွားမဲ့ကြောင်းမဲ့ဖွယ်ရမြင်ကွင်းကိုမမြင်ချင်းရင်လုံးဝမဖွင့်နဲ့ဆိုပြီးတော့စိတ်ထဲမှာကိုကုတ်ကူပြန်ပြီးသတိပေးနေရပါတယ်။အဲ့ဒီအချိန်မှာပဲမျက်စိဖွင့်ကြည့်စမ်းမအောင်ကွာဆိုတဲ့အေးဆက်တဲ့လေတံကနားနားကိုကပ်ပြီးတူတူလေးပြောလိုက်တဲ့အခါမှာတော့ဖုံးတော်ကြီးမိုးရဲ့ရင်ထဲမှာဒိတ်ကနေဖြစ်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲအယိုးတဲ့အထိစိတ်ဝင်သွားတယ်။အအေးတက်ကတကူလုံးကိုပြန့်နှံ့သွားပါတော့တယ်။မင်းရဲ့ကရင်ကကျဲသားပဲ။ဘေးနားနဲ့နဲ့တိုးပြီးပါဦး။ အေးဆက်တဲ့လီဒန်ကဖုံးတော်ကြီးမုံရနားတဲ့ကိုနောက်တစ်ချိန်ဝင်ရောက်လာပြန်ပါတယ်ဒီတစ်ချိန်မှာတော့စိတ်ကိုမတွေးရန်အတင်းထက်ရောက်ထားပြီးမဲ့စိတ်မှာတားမရစီးမရဖြစ်နေပါတော့တယ်အဲ့ဒီအတန်အရာသူ့ပုံဖော်ကြည့်လိုက်တဲ့ခါမှာတော့သပင်ဖြူမျက်နှာအည်ပြားများရှွန့်တနေတဲ့အဖို့အတူသူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်ပဲနှခမ်းများစုပ်ပြဲနေပြီးတော့ရှည်လျားတဲ့အဆွဲများပေါက်နေနိုင်ပါတယ်တကယ်လို့သူ့မျက်စိကိုဖွင့်ကြည့်လိုက်ရင်၎င်းကသူ့မျက်စိရှိမှာ အလွန်ကြောက်မက်ွယ်ကကောင်းတယ်အမူအရာကိုပြုလုပ်ပြနိုင်တာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်ဖုန်းတော်ကြီးမို့ကမိမိကိုယ်ကိုမျက်စိမဖွင့်နဲ့မမြင်ရရင်မကြောက်ဘူးဆိုပြီးတတို့တို့ပြောနေပါတယ်မျက်စိကိုတင်းတင်းပိတ်ထားရင်ကိုယ့်ကိုယ်ကိုထက်ခါထက်ခါသတိပေးရင်တခြားအရာများကိုစဉ်းစားရကြိုးစားပေးမယ်စိတ်ထဲမှာတော့ကြောက်မက်ွယ်ရအကြောင်းအရာများထံပြန်ရောက်သွားပါတော့တယ်ဒါပေမဲ့ရုတ်တရက်ဗတင်းပေါ်ပြီးမှမိုးချိုးပြစ်ချလိုက်တဲ့ကဲတို့ပြင်းထန်တဲ့အတန်ကြီးထွက်ပေါ်လာပြီးတော့ဖုံးတော်ကြီးမိုးကလမ်းဖြန့်ပြီးတော့မျက်စိပွင့်သွားပြီးတော့ရှေ့တဲတဲကမြင်ကွင်းကိုမြင်လိုက်ရတဲ့ခါမှာတော့ အသက်ကိုအော်ဟစ်လိုက်မိပါတော့တယ်။အဖိုးကြီးရဲ့မျက်နှာကသွေးများပေကျန်နေပါတယ်။အရေပြားများကရှုံ့တော့ပြီးတော့ပုတ်သွိုးနေပါတယ်။နီရဲရဲတောက်နေတဲ့မျက်လုံးကြီးများနဲ့ဖုံးတော်ကြီးမိုးကိုရဲ့မျက်လုံးကိုအနီးကကြည့်နေပါတယ်။သူ့ရဲ့ရှေးလျားလာတဲ့ရှာကိုတဖြည်းဖြည်းချင်းထုတ်ပြပြီးတော့ဖုံးတော်ကြီးမိုးရဲ့မျက်နှာနာကိုတိုးကပ်လာပါတယ်။ဖုံးတော်ကြီးမိုးကပုံမှုဆိုးဝါးလာတဲ့အဖြစ်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်မျက်စိမိတ်ချင်စိပေါက်လာပါတယ်။ဒါပေမဲ့ အဲ့ဒီတရေကြီးကသူ့ရဲ့အတွေးကိုဖတ်နိုင်သေးလားစူးရှာတယ်ရေတံကိုထုတ်လုပ်လိုက်ပြီးတော့သူ့ထံကိုခုံအုပ်ရံပြင်လိုက်ပါတော့တယ်ဖုံတော်ကြီးမို့ကလန်နိုးပြီးတော့မျက်လုံးများပြူးကျဲသွားပါလေတစ်ချိန်တည်းမှာပဲတောက်ပတဲ့အလင်းရောင်တစ်ခုကမျက်လုံးများစီကိုစူးကနေတိုးဝင်လာပြီးတော့ပြင်းထန်တဲ့နာကျင်မှုကခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားပါတော့တယ်ဝမ်ပိုက်အတွင်းကနေလှိုင်းထနေတဲ့ကဲဆိုခံစားရပြီးခန္ဓာကိုယ်မှာလည်းကန်ရိုက်ထားသလိုနာကျင်ကြိုက်ခင်းနေပါတယ် ူကမျက်စိများမှိတ်ပြီးတော့ကြောက်လန့်တကြနဲ့အော်ဟစ်လူလွတ်နေပြီးတော့အတန်ကြာမှာသတိပြန်လည်လာပြီးတော့အဖြစ်အပျက်တွေကိုသိရှိနားလည်လာပါတော့တယ်။ဖုန်းတော်ကြီးဟင်းနဲ့ဖုန်းတော်ကြီးခွန်တို့ကဖုန်းတော်ကြီးမိုးကအပြင်းပြပြီးသတိလစ်ပြီးကြောင်ကြမ်းပြောနေတာနှစ်ရက်ခန့်ရှိပြီဆိုပြီးရှင်းပြပါတယ်။ဒီကြောင်တိုက်ကအလွန်တရာခေါင်လာတဲ့အတွက်သူတို့နှစ်ပါးကယောဂါလက္ခဏာကိုကြည့်ပြီးတော့ပြူးစုဆောင်ရွက်ခဲ့ရပါတယ်။ဖုန်းတော်ကြီးမိုးကကြောက်ရွံ့မှုတွေစိတ်ရှုပ်ထွေးမှုတွေနဲ့ငိုကြွေးနေပြီးတော့ဖြစ်ပျက်မှန်သမျှကိုယဟန်နှစ်ပါးကိုပြောပြလိုက်ပါတယ်။ ဒါကတကယ်ဖြစ်ခဲ့တာလားအိမ်မက်လားဆိုတာမသေးခွဲပေမဲ့ကြောက်စိတ်ကတော့အမှန်တကယ်ပဲဖြစ်ပါတယ်။ယဟန်နှစ်ပါးကအဲ့ဒီအကြောင်းကိုကြားပြီးတဲ့အခါမှာတော့တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးမျက်နှာကတော့မကောင်းလာပါဘူး။ဖုန်းတော်ကြီးဟင်းကဥစဉ်ရှင်တာမနေဘွားတော်ကဥယုံဆိုတဲ့လူကအပင်ပေါ်ကပြုတ်ကျပြီးတော့ဖုတ်ဝင်သွားတယ်ဆိုတဲ့သတင်းကိုကြားဘူးလေ။အဲ့ဒီနောက်ရွာထဲမှာလူတွေကပုံမှန်မဟုတ်ဘဲနဲ့တယောက်ပြီးတယောက်တေးကုန်တယ်။နောက်တော့ဥယုံကိုရွာသားတွေကဝိုင်းရိုက်တက်လိုက်ရတယ်လို့ကြားတယ်။အဲ့ဒီခေတ်ကတောချုံအောင်ကြဆိုတော့ဥပဒေကလည်းမရောက်နိုင်ဘူးလေ။လူဆိုတာက ကြက်တွေငါးတွေလိုမျိုးတေးကြတာဥယုံတေးပြီးတော့တစီဖြစ်သွားတော့အရန်ခြောက်တာရွာသားတွေကပျောကားဆရာပြင်ပြီးတော့နှိမ်နှင်းတော့မှညင်သွားတာအခုတော့မကြသေးခင်ကမှစီးပေါက်သွားလို့နဲ့တူတယ်ဥယုံကပြန်ပြီးတောင်းကျနေတာယဟန်ရှင်လူမရှောင်းဦးစင်းနဲ့ဘုံကြီးခွန်လက်ခံရဘူးတယ်ဒါပေမဲ့ဘုံကြီးမိုးတော့တော့မစိုးဘူးဆိုပြီးတော့တပြင်းချပြီးပြောပြပါတယ်ဘုံတော်ကြီးမိုးကလည်းညည်ရေးကြမိပါတယ်တရားကျင့်ကြံအားထုတ်ရန်ရည်ရွယ်ချက်နဲ့ဤမြခရီးဝေးကြီးလာရပေမဲ့ဒီလိုဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့အတွက်အလဟတ်သက်ဖြစ်လေခြင်းဆိုပြီးတော့ခံစားလိုက်ရပါတယ် ဖုန်းတော်ကြီးကကဲဖုန်းကြီးမို့စိတ်ရကြမနေနဲ့အလုံးစုံတော့ဖြစ်ပြတွေကတရားတွေကြီးပဲဦးစင်းကစိတ်ကိုမတွေးဖို့တားပေးမယ်စိတ်ကတွေးတယ်လို့မယ်မျက်စိမဖွင့်ဖို့တားပေးမယ်နောက်ဆုံးဖွင့်မိတာပဲနာကျင်မှုကိုတော့ပျောက်သွားအောင်မေးပေးလို့မရဘူးအခြေခံအနေနဲ့ဒီလိုပဲဆင်ရင်ကြည့်ပါဦးအရှုံးမရှိပါဘူးဖုန်းကြီးမို့ဖုန်းကြီးမို့ကစိတ်ထက်အနေငယ်ပြန်ပြီးတက်ကြွလာပါလေအဲ့ဒီနော်ဖုန်ကြီးခွန်းကသူပြားနေတယ်မှာလာရောက်စောင့်အိပ်ပြီးနေတဲ့လို့ကြောင့်ဖုန်ကြီးမိုးကစိတ်သက်သာရရပြီးသူ့ရဲ့စိတ်နဲ့ခန္ဓာကိုအေးချမ်းစွာသုံးသက်ရန်အချိန်ရခဲ့ပါတယ် ဖုတ်တရေကြီးဥယုံကလည်းအဲ့ဒီချိန်ကစပြီးသူ့ကိုလာရောက်၆လံခြင်းမပြုတော့ပါဘူးအချိန်ဆိတ်သွားတဲ့အခါမှာတော့ဖုံးတော်ကြီးမို့ကရန်ကုန်ကိုပြန်ရဲအစင်းသိဖြစ်နေပါပြီဖုံးတော်ကြီးဟင်ကရွာသားများကိုကူညီတောင်းပြီးတော့ဖုံးတော်ကြီးမို့ကိုကားခိတ်ကိုလိုက်ပို့ပြန်စီစဉ်ပေးပါတယ်ရန်ကုန်သို့ပြန်လာတဲ့လမ်းခီးမှာတော့ဖုံးတော်ကြီးမို့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုမတွေးဘဲမနေနိုင်ပါဘူးအဲ့လိုပြန်လည်စဉ်းစားနေမိတဲ့အတွက်ကြောင့်လားမသိမှောင်ပိုင်းနေတယ်လမ်းဘေးမှာပုံအောင်ပြီးတော့ရက်နေတယ်ဥယုံရဲ့ပုံရိပ်ကိုလမ်းမြင်လိုက်ရပါတော့တယ် သူ့ရဲ့မျက်လုံးများကနီးရဲနေပြီးတော့ဖုံးတော်ကြီးမှုထံကနေပြီးအချီမလွဲပဲနဲ့စိုက်ကြည့်နေပါတော့လေ။တင်ရော ဖုတ်ဝင်တဲ့ဖုတ်တရဲတွေရှိရဲဆိုတာယုံကြည်ပါသလား။အောက်မှာကွန်မန့်လေးပြန်သွားခဲ့ပြီးပါအောင်။